မတန်းချင်းစီပို့ပြပါပိုင်းဆက်နေလောင်ကျွမ်းနေတော်နေရမြားတရက်ထက်တရက်အဖမ်းစီများပိုးရင်တင်းကျပ်လာသည်ဤရများရဲ့မောင်ခိုသူများတအိုးချင်းလက်လျှော့ဆွန့်ကာသွားနေသည်ထို့အထက်၌လူငယ်များနှင့်အစဉ်အမြဲကလေးကလာစကားပြောပြီးရှီမောနေတဲ့သောဥဖော်လာကြီးမခင်လာမခင်သိမ်းမိသိမ်းကလမမိတန် သူတို့တို့တွင်လည်းပါသွားသည် လိုက်ပါနေကြသူများမှလည်းရက်ဆက်ရက်ဆက်ရက်စင်ရက်ဆက်မဟုတ်ကြတော့ပြီဥပေါ်လာကမလိုက်ဖဲနေလို့လည်းနေနိုင်တာပေါ့တော့နောက်ပိုင်းမှာစားစရာရှိရလို့မှတ်လားကျမတို့ပဲဘသူတွေဘလောက်ဖမ်းနေနေဟောဒီကကိုရင်မောင်ချင်းနဲ့ရုံးမြကြပေါင်းနေရမှာကျမတို့ပဲတစ္ဆာအရှိဆုံးတော့အေးဆက်ဆက်နေတဲ့တော့မမြတဲ့ရင်ပြက်လုံးမှလည်းရှင်လန်းချင်နူးစရာပြက်လုံးမဟုတ်တော့ပြီ ဤပြလုံး၏နောက်ကွယ်၌ညီသားရေရွတ်တံတမချတံများပါနေသည်ဖြစ်လျော်ဖြစ်လျော်ဟုဆိတ်လျှော့ချလိုက်တံအာကိုရမျောလင်းမဲ့စွာ မျောလင်းရမဲ့စွာငိုကျွေးလိုက်တံများသည်ပြလုံးနောက်ကွယ်ရှိနှလုံးသားအပေါ်၌ထင်ဟပ်နေသည်တောင်ရင်းကြီးရှာဖွေရင်းများသည်ဘုရားယုံမသာမဟုတ်မျိုးအဝင်မှလည်းမြင်းလေးများကိုစောင့်ဖမ်းနေသည် နေကျော်ကနတ်မောက်အထိတောင်တွင်းကြီးရှာဖွေရဲများခြိတက်လာကကြွားဝင်စွာစောင့်ဖမ်းလာကြသည်ကျောက်ပရောင်းတွင်လည်းရှာဖွေရဲများနှင့်ထန်းချဖျန်းချီသူတဦးဈေးမတည့်သည့်ဖြင့်ပဏိဘကဖြစ်လာကရှာဖွေရဲချင်းခြေချင်းလိန်နေသည် ပင်းချောင်းရုံပိုင်းဂျပုတီနဲ့ပထမတွင်မောင်ခိုသူအချို့နဲ့မတည့်ရမှာအခုအခါတွင်အီလန်ဒရာအီလန်တာဝန်ခံလက်မှတ်စစ်အဖွဲ့နှင့်ပင်မတည့်မတင်ဖြစ်လာကသူဖမ်းဆီးနိုင်ကြောင်းအာဏာကုန်ပြလာနေသည်ထို့အခါတွင်မျော်လင့်ချက်ကင်းမဲ့စွာဖြင့်စစ်ရုံများကဲ့သို့လိုက်ပါနေကြသည့်မောင်ခိုသူများမှတစ်ဆယ်ထက်ပိုရင်မတင်ဝန်သူတို့ဒီတပိဒါစီအထုတ်ကလေးများပြုလုပ်ကအနှံ့လျှောက်ွက်ထားသည် ဖမ်းမကုံ၍ကြံသည့်အထုပ်ကလေးများကိုစက်တုံချောင်းမှထွက်လာလျင်အမောင်တဲ၌လိုက်လံစုဆောင်သည်တောင်ရင်းကြီးအဝင်တပန်းကုန်းရွာထိပ်၌ယထာကိုဖြင်းနှင်းစွာ ခုတ်ပေးသည်ဖြင့်သူတို့စဉ်ကြံနေခဲ့သည်သူတို့ထံမှလက်မှတ်ကားဤတဝဲမြကိုပင်ကျွန်တော်တင်မယူရတော့မိယထာရဲများမှမူလာစာနေပါကြသူများဖြစ်သည်ဖြင့်မယူခြင်းတော်လဲယူနေကြရသည်အဘပဆန်တော်မယူခြင်းတော့ဒီတို့မြင်ရတာစိတ်ကိုမောနေရပါပဲ ိုင်းမြပါရဲ့ချက်ကြီးတဦးကကြီးတွားလေသည်ညညဒီလည်းအခါ၂၀ထက်မနည်းအဖမ်းခံခဲ့ရပြီးပြီမကြမီသူ့လက်ပေါ်မှာလက်စွပ်ကလေးတည်း၎င်းနားပေါ်မှာနှောင်းကလေးတည်း၎င်းပျောက်ကွယ်သွားခဲ့သည်သူ့ကိုယ်ပေါ်မှာအဝင်များတည်းလည်းမတောက်ပြောင်တော့သူ့မျက်နှာမှာလည်းမှိန်လာနေပြန်ပြီ သူကထမင်းပင်ထုတ်မလာနိုင်သည့်ကုံစိမ့်တဲ့ဘဝ၏အဆိုးဆုံးအခြေအနေနှင့်မချားနာတော့ပြီ ိုခါကမူသူသည်မောင်ခိုလုံးလျင်ထွက်ပေါက်ရှိသေးသည်ယခုမူသူ့အတွင်း၌ရှိသည်မအသက်ရှူပေါင်းများအာလုံးပိတ်ဆို့နေပြန်ပြီသူ့မိကျမ်းမရဲ့အချိန်ဒီမှာလဲစူဝါများလျှော့လိုက်ရသည်နှင့်တပြိုင်တည်းပြန်ရွေးဆိုးလာနေခဲ့ပြီညနေခင်းများ၌ယထာပေါ်တွင်သူ့နှဘေး၌ရှင်ထိုင်နေစဉ်၌သူတွေ့ကြုံခံစားနေရသည့်အပူချိန်များသည့်ကျွန်တော်ကိုလာ၍ရိုက်ဟက်နေသလိုပင်သူ့ခေါင်း၌ပင်းစင်ရံတင်းနေပြန်ပြီသူ့ကိုယ်ပေါ်၌ဆန်းစားကလေးများဝဲနေသည်သူသည်အပူရုပ်ကို မပူရုပ်စင်ကသူ့မျက်နှာကိုရွှင်လန်းအောင်ကြိုးစားရပြုံးရင်နေပုံမှာစိတ်ထိတ်ခိုက်ပွေရာဖြစ်နေခဲ့သည်ညနေခင်းများ၌ဝင်းလူစည်းစာနေကြီးဟတ်သည်ဖြင့်တောကဝင်းနေလျက်နှင့်သူ့မျက်နှာကလေးမှာဝင်းပနေတက်ပြန်သည်ယထာကြီးစီလည်းတန်လျက်ထကအပူရှင်ပြင်းထန်သည်ကွင်းမြင်ကြီးထဲ၌ဖြတ်တန်းနေရသည်တန်လန်းနေမှမဝေလိုက်ပါလာသည်ရင်းချောင်းတဲပင်ကျဲကြီးပေါ်၌အပူရှင်တန်လျက်များသည်ကောင်းကင်သို့တရှိရှိတက်နေသည် နေဝင်တော့မည်ဆိုလျင်ရင်းဆောင်ကမ်းပါရှိတစ်ပင်အုပ်စုကလေးများနှင့်တစ်ဖက်တောင်ကုန်းနှင့်ကလေးများပေါ်ရှိတစ်ပင်တောအုပ်ကလေးများမှညှိုးယော်သွားနေသည်ချောင်းမြင်ပေါ်ရှိစီးစာပကြီကားချက်မှာဝမ်းနေပွေရအယောင်လေးများဖြင့်မှိုင်းညှင့်လာနေသည်နေဝင်တော့မှချစ်ရစိတ်မောစရာရင်တော့နေနေလိုက်တာစိုးနေရပဲရှင်ထဲမှာကိုလာပြီးပူနေတယ်သူကလှည့်မကြည့်ပဲပြောနေတတ်သည် မင်းကြီးအရမောနေရပဲဟူ၍ကျွန်တော်ဒီသူ့ကိုပြန်ပြောလိုက်ချင်တော့လဲရင်တက်နေလိုက်သည်ယထာကုံမောင်းနေစဉ်၌တည်င်းမှဝင်လာသောလေထဲတွင်လည်းအပူငွေများပါနေက အေးချမ်းမှုကဘယ်နေရာတွင်မှမရှိနိုင်ဟုထင်ဟပ်ပြန်သည်ဘေးရင်တွက်တက်ရင်တိတ်ကောင်းမယ်နော်ဘယ်နည်းမှဘယ်နည်းမှဘဲကဖမ်းမယ်ဘယ်နည်းမှဘဲကမဖမ်းဘူးဆိုတာသိရင်တိတ်ကောင်းမှာဒီလိုဆိုသူများပစ္စည်းကိုသူတို့ယူတာဘယ်ခံမလဲသူတို့ဖမ်းမဲ့နေ့မှာအိမ်မှာဈေးနဲ့အိတ်နေလိုက်မှာပေါ့နော် ူဒီကလေးလိုတွေးနေ၏ထို့အတွေ့အကြောင်းသူမျက်နှာပေါ်မှာအားငယ်နေမှုများသည့်ပင်လျှော့သွားသည်ဟုထင်နေရပြန်သည် အမှန်ကထိုစေကူအတွေ့များမှာတွေးပြလိုက်လျင်ချက်ချင်းညင်သည်သွားသည်အမှန်၌အခုချိန်တွင်စိတ်အေးချမ်းနေသူဟူ၍မရှိနိုင်ပေအလင်းပြော့အလွန်ပြော့ပြော့ရှင်းရှင်းနေတတ်သောကိုရှေရောက်ပင်အခါတိုင်းကလိုညီမောမနေနိုင်ကိုရှေရောက်ပင်ယထားပေါ်၌ရံပါရံခါသာပါလာတော့သည် ကိုရှေရောက်ဤသားတယောက်မှာစတုံချောင်းဘူတာနဲ့ထွန်ညက်အိမ်များကိုမြင်းလဲပေါ်တင်ရင်မွေကိုက်သိဆုံးသွားခဲ့ရသည်ကုခာနိုင်ရထားပေါ်တွင် ကိုရှေရောက်ဤသားနှစ်ယောက်သာ လိုက်ပါနိုင်တော့သည်ကိုရှေရောက်သည်ထွန်ညက်များကိုမြင်းပင်မမြင်ကျင်တော့ပင် မထူးပါဘူးဆရာရင် မကောင်းမှုလုပ်ရတာချင်းအတူတူဓမြတိုက်တာကောင်းပါရဲ့ဟုသူတွေးလာသည်တို့တော့တို့ဒီဓမြလဲတိုက်ရဲသူမဟုတ်ကြီးထញ្ញမတင်ရင်လည်းမဖြစ် သူ၏ထဉ္ညာများအဖမ်းမခံရအောင်တင်းနေနိုင်သည့်မိရထားအိမ်သာတစ်ခုမှခေါင်းမိုးပေါက်ကိုလည်းမစွန့်ပြစ်နိုင်သူသည်သူသားနှင့်တွားခဲ့လာခဲ့ပြေးခဲ့လာခဲ့သည့်ပြေးခဲ့လွှားခဲ့သည့်နေရာများကိုမကြည့်မမြင်ခြင်း ညနေတိုင်းရောက်လာပြီးနေရောင်မှိန်လာရင်သူ့သွားမွေကြိုက်ခံရသည်ကိုသတင်းရလာကသူ့မျက်နှာတစ်ပြင်လုံးမှာနှင်းမြန်းလာတော့သည်ထိုချိန်တိုင်းသူသည်မိသူကိုမျှစကားမပြောတော့ပင်ကိုရှင်ရောက်၏အဖို့တအုပ်ဖြစ်သည့်ကိုထွန်းခင်သည်လည်းရထားကြီးကိုဆွန့်ပစ်ထွက်ခွာပြေးရနေသည်ကိုထွန်းခင်သည်ထန်ညံများအချင်းချင်းအဖမ်းခံရသဖြင့်ကျွေးများလဲပင်အထည်နစ်နေသည်သူဒီနောက်ဆုံးအခေါက်ကဆက်သွားမျိုးမှမြင်ငပ်ပြီးဘုံအကျွေးယူပြီးတင်လာခဲ့သည် သူတွင်အကျွေးထူလာသဖြင့်သူသည်ထုံမြင့်ငပ်ပြီးဘုံအတွက်လက်ဖက်ရည်ဘုံများမပေးနိုင်ရှာတော့သဖြင့်ကျွန်တော်ကို၎င်းရဲသားများကို၎င်းအတိမပေးတော့ပြီသူတို့အတိမပေးသည်ကိုရဲသားတို့ကသူတို့ကိုမတင်လေးစားလုပ်သည်သူတို့အာဏာကိုဖိဆန်သည်ဟုဆုံးဖြတ်ပြီးငပ်ပြီးဘုံကိုပင်းချောင်းဘူတာ၌ဖမ်းအပ်လိုက်တော့သည်ပင်ချောင်းမှာရထားကြီးထွက်ကလာခဲ့တော့အခါကိုထွန်းကွန်သည်ရထားယောက်ျားကြီးတံမင်းနှင့်ကျွတ်ကျွတ်ချမော်ခဲ့ရသည် ကျွန်တော်ရိုင်းနေတူမဟုတ်ပါဘူးဗျာအမြဲတမ်းပေးတင်တာပေးနေတာပါအခုတစ်ခေါက်သာပတ်စံမပေးမိရပါကျွန်တော်ကိုဒီလောက်မရဲဆက်ဘူးလို့လဲထင်လို့ပါဟုတ်သူဒီဖန်းစီသူရဲသားရှိနိုင်တတွတ်တော့ပြောတင်ရဲသားဒီလဲခရင်းလွန်ပြီဖြစ်တဲ့ဖြစ်ဘာမှမတက်နိုင်တော့ပြီရဲသားမှာစိတ်မကောင်းလဲဖြစ်နေစဉ်သူ့စိတ်ထဲမှာနောက်ကိုကျုပ်တို့ကိုဖုတ်လျက်ငပိမရှိတဲ့ပုံစံမျိုးလူရဲတင်လာဟုတ်ရှင်ကော့ကမင်းမြန်းနေသည် အတာဆန်းကုန်းတွင်ယထာဆိုင်ရလက်လျင်ကိုထုံးလင်ကြီးစီယထာအပေါ်မှာဆင်းသွားတော့သည်ခြေထောက်တစ်ဖက်မကောင်းတော့ပေကင်းဖက်ရှူအနီကိုစီးထားသည်သူသည်အတာဆန်းကုန်းထမ်းလက်တဲ့ဘူတာကလေးတို့ခြေတော်ကျိုးဖြင့်ရှောက်သွားနေသည်သူဒီကိုရေပြားယောဂတဲ့ဖြစ်၍ယထာကြီးထွက်ကလာခဲ့သောအခါဤကိုရေပြားယောဂတဲ့မှောင်ကိုတမဒုက္ခိတ၏ထော်ချိုးထော်ချိုးဖြင့်ရှောက်သွားနေဟမှဝေးတီထဲဝေးလာသည်နောက်ဆုံးအမဲဆက်ကလေးအဖြစ်ဖြစ်မှပျောက်ကွယ်သွားလေသည် ထိုအခါမှစ၏ကိုထွန်းငင်ကိုယထာပေါ်၌မမြင်တွေ့နိုင်တော့မန်းညွန့်ရင်ကြီးကိုပင်ယထာပေါ်၌မှန်မှန်မမြင်တွေ့ရတော့ပင်တက်နိုင်ကိုရင်မှလှုပ်စားလဲမိုးကောင်ကိုးစားလဲခွေးဟောင်မှတ်လားမအင်းမြင့်တို့မအေးရွှေတို့လိုဘိန်းကူဘိန်းကုံကူးနေရပဲကောင်းမယ်ဘိန်းကမှအဲ့ညာကင်းသေးတယ်ကျမလည်းရှမ်းပြည်ဘက်သွားဖို့စိတ်ကူးနေပြီမန်းညွန့်ရင်ကပြုံးပြောသည်ညနေခင်းများတွင်ကျွန်တော်ဒီညွညွနဘဲတွင်ထိုင်ရင်သူ့အတွက်လမ်းစာများကိုရှာဖွေနေမိသည် လမ်းဆန်များအားလုံးမှာပြောက်ခွင်နေကြပြီမျောလင်းကြဟူ၍လဲဘယ်မှာအမှမမြင်နိုင်စိတ်များသည့်အလုံးလုံးမောလာမိ၏သူသည်သူ့မိသားစုစားဝတ်နေရေးကိုဖြေရှင်းရင်ဖာဖြစ်သွားလျင်လဲထို့အတွက်အပြစ်တင်နိုင်စရာမရှိကျွန်တော်ဒီကိုကြချင်းသူ့ကိုလက်ထပ်ပြရန်လဲတွေးကြည့်သည်သူ့အိမ်တော်မိသားစုနှင့်ကျွန်တော်မိဘများအိမ်တော်စုနှစ်ခုတာဝန်ကိုအခုချိန်ကုံစင်းနှုံးများမိုးထီမြင့်တက်နေစေ၌ကျွန်တော်မိတို့များတာဝန်ယူနိုင်မည်မဟုတ်ထို့အတွဲမှာဖြစ်နိုင်သောစိတ်ကိုရင်အတွဲဖြစ်ဖြစ်သူ့ဘာသာပြောက်သွားနေသည် ကျွန်တော်မွန်းချက်လွန်နေခြင်း၌သူ့အတွက်အသက်ရှူပါကလေးတစ်ခုတည်းကိုအခွင့်အရေးရလင်ရသလိုဖွင့်ပေးရန်သာတွေးလာရသည်ကျွန်တော်၏ထဏံများကိုခရမ်းကျင်သည်များဖုံးကခရမ်းကျင်တစ်တာအယောင်ဆောင်ပြီးတင်ပေးရန်တွဲလာမိတွေးလာမိသည်အင်းတော်ကျန်မှာခရမ်းကျင်တစ်တာများတင်လေးရှိသည်အင်းတော်ကျန်မှာကျွန်တော်တန်စာလုပ်ပေးသည် ကျွန်တော်ပိုင်ဘူတာလည်းဖြစ်သည်တန်စာကိုအခြားသူတို့အူအူကိုလောက်ခိုင်းပြီးကျွန်တော်ပိုင်းသည့်ဆက်တုံးချောင်းဗူတာတွင်ချယူလျင်အန်ရည်လည်းမရှိနိုင် ဒီကြားထဲရှာဖွေများသည့်လည်းတန်စာလုံးတဲ့ပစ္စည်းများကိုစစ်ဆေးလိမ့်မရှိကဲရစ်စစ်ဆေးရလျင်လည်းကျွန်တော်မတိကြောင်ညင်းကြွေရနိုင်သည်တန်စာလုံးရနိုင်အချိန်တိုကလေးအတွင်းတွင်မိသူများအားလုံးကိုစစ်ဆွေးနိုင်မည်မှာဟုတ်ပေတညနေ၌ကျွန်တော်ပြောသမျှကိုနားထောင်ရင်ခေါင်းကိုသာတင်းတင်းခါနေသည်သူဒီရထားအတွဲတောင်းဘက်တွင်ကျွန်တော်လက်ကိုသူ၏ချွေးစေးထန်နေသည့်လက်များဖြင့်ဆုပ်ကင်ထားသည် သူ့မျက်လုံးများဖြင့်ကျွန်တော်တကူလုံးကိုထွင်းပေါက်ကြည့်နေသည်မျက်လုံးအိမ်များထဲ၌မျက်ရည်များပြည်လာနေသည်သူ့စင်၌နာကျင်ဆူရှနေသည်ခံစားမှုများသည် အကြောအမြင်များတိုင်းစီးဆင်းလာသည်သူ့လက်ချောင်းလေးများမှတဆင့်ကျွန်တော်စင်ကလုံးပြင်ပေါ်ဆင်းသက်လာနေသည်အဲ့ဒါတော့မလုပ်ဘူးသူ့ကိုထိခိုက်မှာပေါ့သူအလိုပြုံသွားရင်သူများကိုသူများသူများကိုသူများတက်တည်မှာသူကြည့်ကြုံကရင်ဖြစ်ပြောနေသည်မပြုတ်ပါဘူးမင်းရဲရင်သာပတ်စံပေးတာသူတို့လည်းတာဝန်ရှိတာပဲ ြစ်လာရင်သူတို့ကိုသူတို့ကကိုယ်ကိုလွှဲချကိုကသူတို့ကိုလွှဲချလိုချောင်ရမယ်ဆိုတာကိုသိပါရင်မင်းအမေနေမကောင်းမှန်လားတင်းနေရပြောရင်မင်းတို့အဖွင့်မပြောပါနဲ့ကိုသိပါရင်ကိုတော့ဒီနည်းနဲ့ဖြည့်ရှင်းရုံပဲဒီရက်တွေမှာထញက်တင်တဲ့လူတွေလည်းပါနေရမှန်လားလာတာရောဘိုင်းငင်မောကွဲဒီကတော့များများဆဆလုံးလိုက်ထញက်400လောက်တင်လိုက်ဒီလိုလုံးရတာပဲချွေတလာလောက်ချွေတလာစက်တခုံပေါ့မိမအရင်နေ့မရှိအောင်မှတ်လား သူဒီအချင်းများစွာကြောက်အောင်နိုင်နေသည်ကျွန်တော်ဒီချင်းထပ်ပြန်တလဲလဲတိုက်တွန်းနေ၏ယာယီလွတ်မြောက်ခွင့်ရရန်သူ့တွင်ထိုနီးလမ်းမှတပါအခြားမရှိကျွန်တော်လည်းကိုစုပ်ကင်ထားသည့်သူ့လက်ချောင်းကလေးများမှတစားတစားခွန်အားကုန်ခန်းကပြေရောလိုက်လာနေသည်စတုံးချောင်းသာနီးလာလျင်အမှောင်ဝင်များဆိုင်းလာသည်အရာဝတ္ထုအပေါင်းနှင့်အမှောင်ဝင်များအောင်းနိုင်ရောထွေးသွားကြသည်အရာဝတ္ထုအပေါင်း၏ရုပ်ပုံပေါ်ကောက်ချောင်းများမှအမှောင်တို့ကြီးဖြစ်လာပြီးဤအမှောင်ကအသက်ရှူပောက်ကလေးပင်မရှိတော့အောင် ပိတ်သဲနေသည့်အမောင်။ကျောင်းမဲ့ဘွေကအမောင်မကောင်းဆိုးရများ စားမိတကယ်ကယ်ပြုကကျင်းဝါချင်းချောက်တန်ကြီးများတလင်။ကျင်းဝါချင်းချောက်တန်ကြီးများတလင်အဆက်မပြတ်မြည်ဟင်းနေသောအမောင်။ကျွန်တော်ဒီသူ့လက်ကလေးကိုစောက်ကရင်ထပ်၍တိုက်တွန်းနေသည်။အရင်နေ့တော့တင်းချာချာပြော့ပြရင်အကျွေးပေးကြမယ်လူတွေရှိပါရဲ့။သူဒီအမောင်နဲ့၌တပင်းတစ်ချာညှိတွန်းနေသည်။ ူစကားများကိုပြောနေစဉ်တွင် သူစကားတန်တိုးတိုးမှတုံရင်အကွမ်းနေခဲ့သည်မကြာမီတရက်တွင်ထိုအစီအစဉ်တိုင်းလှုပ်ဖြစ်သည် သူဒီထန်းရက်တစ်တာများကိုခရမ်းကျင်တစ်တာအဖြစ်ဖြင့်အင်းတော်ကျန်မှမိမတအူကိုတန်စာလှောက်ခိုင်းထားသည်သူကိုယ်တိုင်မှအမြန်ရထားဖြင့်ရှေ့မှကြိုတင်ပြင်းနှင်သည်လမ်းတစ်လျှောက်လုံးနဲ့စင်တော်ရင်တကွာရဲသားများထိတ်လန့်လာခဲ့ကြတော့လဲပင်းချောင်းကိုကျော်လွန်လာခဲ့သည် အခြားဘူတာများမှလည်းအစစ်စေးမရှိလွံ့မြောက်လာသည်နတ်မောက်ကိုလွန်လာခဲ့လျင်စိုးရင်ရန်မရှိတော့ပေမျိုးတဲ့မှာလွံ့မြောက်လာခဲ့လျင်ရှင်နေ၌ရှင်းလင်းပေါ်ပါနေကကျွန်တော်ဒီလူစည်းတွဲတွဲဤတွဲဝရင်ရဲ့ရင်သူ့ကိုချက်ချင်းမြင်တွေ့ကျင်လာသည်မျိုးလွန်လွင်၌တို့သည်ဦးကောင်းဆန်ဆိုင်ရှိတွင်အသင့်ဆိုင်နေသည်တထားရတဲ့နေတဲ့ပြိုင်နဲ့ကျွန်တော်ရှိရာသို့ပြေးလာသည်တထားထွက်လာသောအခါသူနှင့်ကျွန်တော်သည်တွဲအမောင်ရင်ထဲ၌အတူရှင်ရလာခဲ့ကြသည်လိုလဲရင် ူဒီ ADA ဆက်လုံးနေသည်ကျွန်တော်ကိုလမ်းမအတင်ဆွဲလုံရင်ကတုံကရင်ဖြစ်မိလာခဲ့သည်မောင်ဝင်ဆိုင်စာနိုင်မျိုးလုံးလင်မှာအင်းကြီးနေသည်အလင်းရောင်အကျွင်းကြံများသည်ဘုဇုံးစီ အတွေ့ကြကမျိုးလုံးလင်ဖျားစီသည်များကြား၌ပိုသည်ကွက်ကြားထွန်းနေသည်ချက်ချင်းပင်မျိုးမျိုးလုံးလင်သည်အဝေး၌ငြိမ်သက်နေခဲ့သည်ကျွန်တော်ဒီလွတ်လပ်သောအီရထားတွင်၌သူကြောပေါ်လက်ကိုအသာအရာတင်လိုက်သည်သူမျက်နှာလေးကိုတစိမ့်စိမ့်ကြည့်နေသည် ကျွန်တော်ဒီမှာပြုံးမိရင်စိတ်တင်းထားသည်မရတော့ဘီသူကလည်းငြိမ်သက်ပြီးကျွန်တော်ကိုပြန်ကြည့်နေသည်သူပကုံးပေါ်၌တပတ်စာတစ်ခုမှမိုးမောက်နေသည်သူရင်သားညွန်ပေါ်တွင်ဝဲကျနေသည်ပြောစမ်းမှာသူကထမ်းမင်းနေသည်တစ်တော်ရပါခဲ့သေးရဲ့လားကျွန်တော်ဒီသူ့ကိုစကားမပြောဘဲနေကနောက်ပြောင်နေသည်သူဒီကျွန်တော်လမ်းမောင်းချက်သားများကို အားမလို့အားမရဖြစ်ပြီးလိန်ဆွဲနေသည်အတော်ကြာမှ င်မောင်တို့လုံရင်ပြီးပါရဲ့ဟုကျွန်တော်တင်နှုတ်ခမ်းမဲ့ကရုပ်ရှင်လူချမ်းဟန်ဖြစ်ပြောဆိုရင်မောလာခဲ့သည်မောနေရပဲရှာတွေ့ကုန်ရင်သူအလုပ်ပြုတ်သွားမှာနောက်တော့ဒါမျိုးမလုပ်တော့ဘူးအမြင်ရထားနေတော့ကသူများယင်လေးလိုက်တာ သူများယင်လေးလာရင်တခုဖြစ်မယ်ပဲထင်တာနမိတ်ကလည်းမကောင်းညရေကန်တွေတဆက်ဆက်လှုပ်နေတာအဲ့ဒါအိမ်သာရဲ့ဝင်ပြီးငိုရတယ်သူ့အတန်ဒီလည်းတုံရင်နေသည်ဆက်တုံချောင်းနေဆက်တုံချောင်း၌သူသည်အသိန်းဆောင်ကြုံနေကြသူများဖြစ်တိတ္တာများကိုချယူကာစင်းနေခဲ့သည် ကျွန်တော်ဒီလူစည်းရဲအမောင်ထဲတွင်တယောက်တည်းရံမြန်ရက်လာခဲ့သည်သူတခဏအတွက်ကသူ့ကိုကျွန်တော်ကူညီနိုင်ပြီနောက်အရှိအအတွက်မူရှင်၌လေးလံပင်ပန်းနေရဆဲပင်ကျွန်တော်ဒီမိမိကိုယ်ကိုအပေါ်ရန်သာကြည့်ရှုသူပုံပုံဆဆများသာခန်းစားတတ်သူအစိုးရတော့ကမရှိသူဖြစ်ကျင်လာသည်ဘာကြောင့်နောက်အရှိအဝေးတွေးနေရတယ်လဲဘာကြောင့်မရေရသောအရာများကိုအမောင်ထဲ၌စူးစမ်းရှာဖွေနေသူဖြစ်နေရတယ်လဲ နှွေဤနောက်ဖက်အစွန်ပိုင်းရံများ၌ပန်ကိုသူများတို့အသက်ရှူပေါင်းများတစ်ချိန်ရလာကြပြန်သည်ပင်ကြောင်းရှာပွေရင်းများတောင်တွင်းကြီးရှာပွေများသည်အနာရောဂါဆိုးတစ်ခုခဏမျှခြုံနေသလိုရင်ကျက်နေပြန်သည်မန်းညွန့်၏မအေးအတွက်တင်းတင်းနုနုမက်ခင်တိမက်ခင်လာမအေးမြင့်ကိုကိုအောင်စင်ကိုဆိုးမွန်ကိုဆိုးမောင်စသူများတကြောပြန်လိုက်လာကြသည်အတင်မွေးတဲ့ကလေးကတော့ကိုရင်မောင်ကြီးနဲ့တရုတ်တဲ့ ကိုရင်မောင်ကြီးလိုနှကောင်းချုံချုံနဲ့ပချိုင်ကလေးနဲ့နှစ်ဖူးကလည်းမောင်မောင်အရက်ကလည်းမြင့်မြင့်ခါကလည်းကုန်းနေသေးရဲ့မအေးတဲ့နောက်ပြောင်ဒီကိုအားလုံးဝိုင်းဝန်းရီမောလာကြပြန်သည်အင်းရများတဲ့နိုင်ကျွန်တော်ဒီကြောက်ပန်းောင်းဆေးတို့လည်းညိုညိုထန်းချဝယ်သည့်နေရာများသို့လိုက်ပါသွားသည်တခါတည်းအနိုင်ကျွန်တော်ဒီသူ့ကိုချင်းဆိုထားပြီးကြောက်ပန်းောင်းဖူတာယုံနောက်ကျောဘက်ရှိကြောက်တောင်ကျောပေါ်မှာ တုံးစုတန်းစီဒီကုန်းမြင်းပေါ်တွင်သူ့ကိုစောင့်နေသည်ထိုနေ့တွင်သူသည်ဈေးသို့ကမန်းကရန်သွားပြီးကျွန်တော်ချင်းရာသို့ရောက်လာသည်သူဒီကုန်းမြင်းပေါ်မမတ်ရက်လေကားမြင့်ကြီးအတိုင်းစွန်စားတက်ရောက်နေရစဉ်၌အသေးတက်တက်တည်းရင်တဘူဖြင့်ကြောက်ရွံ့နေသည် အပေါ်သို့ရောက်လျင်ကျွန်တော်ရဲ့နေရာဇရက်အသွင်းသို့ပြေးဝင်လာသည်ကြောက်လိုက်တာခွဲအသေးရေတုံနေပါပဲကျွန်တော်ဒီသူ့ကိုကြည့်ရင်ပြုံးယွံလာပြုံးနေခဲ့သည် သူကမူအီလွတ်လက်ကလူတို့ကင်းပြတ်တဲ့နေရာ၌သူ့ကိုအငမ်းမရပွေးဖက်ဖြင်းညစ်ပြစ်မိခြင်းကရှင်းဖို့နေသည်သူမျက်နှာမှာရှက်သွေးကျနေပြန်သည်ကျွန်တော်ဒီသူ့ကိုပွေးဖက်လို့ဒီစိတ်များကိုချုပ်သည်ကသူနှင့်အတူဖျားဝှက်ပြုသည်ဝှက်ပြုစဉ်၌သူသည်အတန်မထွက်ပဲတွတ်တွတ်နှက်ခမ်းလှုပ်ရွတ်ဆိုသည်သူဘာဆူတောင်းတွေကိုကျွန်တော်ဒီမမေးဖျားဝှက်ပြုပြီးလျင်သူနှင့်ကျွန်တော်ဒီကြောက်တောင်စွန်းနိုင်ဘေးချင်းရှင်ရကငြိမ်သက်နေကြသည်သူစကားပြောမိပြုလျင်ကျွန်တော်ဒီလက်ကပြထားလိုက်သည် သူဒီလည်းကျွန်တော်အင်ငိမ့်ငိမ့်တက်တက်နေစေလို့ဒီဆန္ဒကိုသဘောပေါက်လာသည်ကျွန်တော်နှစ်ဘေးနိုင်မလုံးမရှက်ငိမ့်တက်ချက်နေသည်ဤကြောက်တောင်ကုန်းထိတ်မှငိမ့်တက်အင်းငိမ့်နေသည်တောင်ကုန်းများဝေ့လာသည် လေများတိုးဝေ့လာသည်အောက်ဘက်ရှိကမထန်းကျောင်းတိုက်များသည်လည်းငိမ့်တက်နေသည်ပေါ်ဘက်တောင်စင်တောင်တန်းများပေါ်ရှိရွှေတောင်ဦးလွမ်းစေတီအခြားစေတီများမှဆွဲလဲတံများပြန့်လွင့်လာသည်အခြားတံကုန်းများသည်လည်း ဤကြောက်တံကုန်းအောင်နိုင်ညင်တက်နေသည်အဝေးရှိပုပ်ပားတောင်မှကြီးမှမြို့ကုန်းများဝေလာနေသည်ကြောက်ပန်းတောင်မျိုးလုံးကိုစီးမြင်နေရသည်သူရဲ့ကျွန်တော်ရင်ခွင်အတွင်းတို့လှမ်းမိလို့တဖြစ်သူ့ပခုံးကိုကျွန်တော်ဘက်သို့ညွှန်ကိုင်းသည်ကျွန်တော်ဒီမတိမတာနောက်ဆုတ်ကသူ့ကိုလက်ကပြလိုက်ပြန်သည်သူဒီကျွန်တော်ကိုရိုင်းနှက်ပြလို့တော်လဲတိခန့်နေရပုံမျိုးဖြစ်ညင်တက်နေသည် အကျော်အတော်ကြလင်သူသည်ဘာမှပြောစရာမရှိဘူးမှလားဟုခတ်တူတူမေးသည်အကျော်ရီခေါင်းကိုသာရင်းရမ်းပြလိုက်၏သူကြည့်ကျွန်တော်ကိုနှုတ်မဆက်ပဲဆင်းသွားလေသည်နောက်ပိုင်းရများတွင်ဤသုံးစုတန်းစီသည်၆တောင်ကုန်းထိန်၌နှစ်ယောက်တွေ့ဆုံကြလျင်သူသည်လည်းစကားမပြောရင်အတက်နိုင်ဆုံးတိတ်ဆိတ်ငင်းတက်စွာနေရန်အကျင့်ရလာသည်ကျွန်တော်ကိုနားလည်လာသည် သူကိုယ်တိုင်လည်းကျွန်တော်လိုပင်ဂျင်းသက်သောတိမ်မွေ့အင်းငိမ့်သောကြည်နူးမှုကိုခံစားတတ်လာသည် ဤကဲ့သို့ချစ်သူတို့ကိုလွတ်လပ်တိတ်ဆိတ်တည်နေရ၌တွေးဆောင်မိစကားမပြောဘဲဖျားသူဝိပုအတူရက်ကအင်္ဂလိပ်ကြီးမားစွာနေရသည်ကိုသူနှစ်သက်လာသည်စရောနီယောဤကုန်းတော်ပေါ်၌နေရခြင်းများ၌ယထာပေါ်၌နေရခြင်းများမှာငရဲနှင့်နိဗ္ဗာန်ကိုခြားနာပေသည်ယထာပေါ်ပြန်ရောက်လျင်ဆုံညာရှုပ်ပွေးမှုများဖြစ်သောရောအထွေးနေတော်သည်မညွင့်ရင်ဤထဏ်ညတောင်းများလူအလင်ခံလိုက်ရသည်ဆို မန်းညွန့်ရင်ထញ្ញတောင်းများလူအလင်ခံလိုက်ရသည်ဆိုတော့အတန်မျိုးကိုမကြား၍မရ။ဘယ်မင်းကလေးကိုဘသူတွေကဖျက်ဆီးလိုက်ပြန်ပြီဆိုတော့စကားကိုမကြား၍မရ။မချင်ယုံတယောက်မချင်ယုံတယောက်မယုတ်သီးများနဲ့မိတဲ့ဖြစ်သူ့ဖော်များကိုမဖော်ဘဲအနစ်နာခံလိုက်တဲ့ဖြစ်အမှုဖြစ်ထောင်ချသွားပြီဆိုသည့်တရင်ကိုမကြား၍မရ။ပင်ချောင်းတွင်ရခင်ဖန်းစင်းတော်ရဲများပြန်လာကြပြန်ပြီဟုသောသတင်းကိုမကြား၍မရ ဤအဖြစ်အပျက်များမှာရေလိုင်းလိုနှိမ့်လိုက်မြင့်လိုက်ဖြင့်မတည်ငြိမ်နိုင်ပေ။ဒီတစ်ချိန်တိုင်းပင်းချောင်းရှာဖွေများ၏ရှာဖွေဖန်ဆင်းမှုသည်ပို၍တင်းကျပ်ပြင်းထန်လာသည်။ထញ្ញတပိတ်တာအထုပ်ကလေးများပင်မချမ်းမှန်ကုတ်သမားများ၏အတန်များမှလည်းကြေယာမှတုတ်တက်သွားကြသည်။ပင်းချောင်းရင်းများသည်ပန်းရှင်များကိုပါဖန်ဆီးကတုတ်တင်ရှင်းလင်းပစ်ချင်လျက်ပန်းရှင်များမမိတဲ့ဖြင့်ပို၍ဒေါသဖြစ်လာကြသည်။နောက်ဆုံးနိုင်ရဲမြတော့ပွားလွန်တဲ့ပြေဒရောင်းစားအထုပ်ကိုပါမချမ်းတိမ့်စီနေတော့သည် ပင်းချောင်းနဲ့ရထားရက်လျင်ဖန်းတန်စီတန်ရဲများဒေါ်ပတန်များဖြင့်ပွက်လောရိုက်စုညံနေတော့ပြူစောတိမှဘဝပြောင်းလာတော့ရဲသားသည်တရောင်းစားကြီးပခုံးမှထញ្ញတ်ထုတ်ကိုဆွဲယူလိုက်ပြီးမြတ်မမြင်တရောင်းစားကြီးကိုဘယ်ကဲ့သို့အရေးယူရမည်မသိဖြစ်သဖြင့်ပို၍ဒေါပွားနေသည်သူဒီတရောင်းစားကြီးဟိဆူတောင်းမြတ်တာပို့တာနေသည့်ပါဇက်ကိုလာ၍ပိတ်လိုက်ခြင်းမွန်ရနေသည် ။ရောင်းစားတွေလည်းရှာပွေဖန်းစီရင်များကြား၌သူပခုံးမှထန်းညက်တုပ်ဆွဲယူလိုက်သည်ကိုဂယုမပြုပဲဆက်လက်၍တောင်းရန်သွားတံမှရဲသားကိုအရွဲတိုက်နေသလိုဖြစ်နေပြန်သည်။တနာကြပါခင်ဗျာတနာကြပါခင်ဗျာကျုပ်ဟာခိုးတော့ကနတ်မဘူတာကခူလီအလုသမားကြီးမြတယ်မှာတရောင်းစားမဟုတ်ပါဘူးဘัวအချောင်းကမကောင်းတော့မျက်စိနှကွင်းအလင်းကွယ်ပြောင်းလို့ဟောဒီမြေကလေးတယောက်နဲ့ရွာစဉ်လျှောက်တောင်းစားနေရပါတယ်ခင်ဗျာ နောက်ပိုင်းရံများတွင်ပင်းချောင်း၌ဆက်ရက်လျင်အီအတံများဖြင့်စုပွက်လာသည်ပင်းချောင်းရံများသည်ပန်ရှင်ဖော်တုံးရံလည်းချိုးပန်းလာသည်ဒဏ်နှင့်ထုံမလာသူသောဒီဘဝမှာစုတည်လာခဲ့သောရဲသားသည်ခုံတခုံအောင်မှတပိဒ္ဒါခံထញ្ញတ်ထုတ်ကိုဆွဲယူလိုက်ပြီးမျက်နှာသာဖြင့်တရခံရှာတက်လာသည်ညညိုဒီခါကောရေကိုကိုမက်လိုက်သည်သူမျက်နာမှာနီမြန်းနေတော်လဲသူဒီအင်ဂျင်မပြတ်စေရန်စိတ်တင်းထားသည်မဟုတ်ဘူးဟုတံပြက်နေဖြေလိုက်သည် အေးအမြဲတမ်းနင်တို့မျက်နှာတွေချင်းမြင်မြင်နေရတာတရားခန့်ရှာမရဘူးနင်တို့တေးပြီစီပါဖမ်းပြလိုက်မသိလားခုနင်တို့ငါဖမ်းနိုင်တယ်ဖမ်းနိုင်ဖမ်းမှာတဲငါလေးဟဲ့ဒီအထုပ်တွေအောက်ချကွာထញ្ញက်တလုံးတွင်တလုံးကိုဖမ်းတီမောင်ကိုလည်းအမြင့်ကိုမပြတ်ဘူးခက်ကြမ်းကြမ်းလုံးမှရမယ်ဟာလေဤတံများစားရတဲ့တထောင်စားအိုကြီးကျမ်းမာပါစေချမ်းသာပါစေတတော်များကိုစိတ်နှပါချမ်းသာကြပါစေဟုဆုတောင်းမြတ်တာပို့တာတန်သည်ရောထွေးနေသည် ။ရထားကြီးထွက်ခွာလာခဲ့သောအခါ၌ကဤအတန်ပေါင်းသည်နောက်၌ကျင်းရင်နေခဲ့၏။ရထားကြီးပေါ်တွင်မိသူများ စကားမချိုးမပြောကြဘဲရထားကြီးပေါ်တွင်မိသူများစကားမပြောကြဘဲငြိမ်သက်လာခဲ့သည်။ရထားခုံပေါင်းနေတန်တားလျင်ဆုညံနေသည်။မိသူများစကားမပြောကျင်ကြတော့ပွေစကားမပြောကျင်ကြတော့ပေသူတို့ပြောနေကြစကားများမှာအကြောင်းထက်နေပြီဖြစ်တဲ့ဖြင့်ဤညီညီတံများကိုသူတို့ကိုယ်တိုင်မိသူထံကမှမကြားကျင်တော့ပေ ထိုညနေကလူအများကညညို့ကိုမှောင်ကိုတမာလေးအဖြစ်တည်နေကြပြီကိုတွေးလာမိကကျွန်တော်ဒီသူ့အတွက်ပိုရင်စိုးရင်တော့ကဖြစ်လာခဲ့၏သူဒီလန်သူ့ကိုရဲသားတို့ကဆွဆွဲလိုက်ဒီကိုသာတွေးလာခဲ့သည်သူ့နောက်မှာသူ့ရိပ်သည်ထက်ချက်မကွာပြေးလိုက်လာနေသည်ကို မကြောက်ရွံ့ရင်မဖြစ်တော့တနေ့တညနေခင်လုံးလုံးသူ့အနားနိုင်ထိုင်ကဆင်းရဲများလုံးလာခဲ့တော့လဲကျွန်တော်ဒီသူ့ကိုစကားတစ်လုံးမှမပြောမီ ဤကဲ့သို့ယထာတစဉ်လုံးအဖမ်းဆီးခံရစဉ်တွင်လွံ့မြောက်ခြင်းခဲ့သူမှာကိုရွှေရောင်းနှင့်တူသားနှစ်ယောက်သာဖြစ်လေသည်မြို့တင်မှာရထားထွက်လာခဲ့လျင်ကိုရှိယောက်ဒီလက်ဖက်ရည်ဘိုးပေးရန်ကျွန်တော်ရှိရာသို့ရောက်လာပြန်သည်ကျွန်တော်ငင်းဆန်တော့လဲသူဒီဆယ်ရန်တရက်ကိုအတင်းကျပ်ပေးနေပြန်သည်ဆင်မပြတ်ပါနဲ့ဟာသူအညညို့အားပေးလေသည်သူဒီနေရာမှမခွာသေးပဲအချိန်တန်ကြာအောင်ငြိမ်တက်တည်ဝင်နေသည် သူ့ရဲ့မျက်နှာမှာအမှောင်ရိပ်ထဲ၌မှန်းရနေသည်သူပါကြောင့်အနားမှာမခွာသေးပဲရနေသည်ကိုကျွန်တော်ဒီလည်းမသိနိုင်ညို့ညို့ကိုကုညီလိုသည့်သူ့ရဲ့စိတ်ထဲမှာအမှောင်ရိပ်ထဲတွင်ပင်သူ့မျက်နှာပေါ်၌ပေါ်လာနေသည်သူ့မျက်လုံးအိမ်၌စိတ်ထိတ်ကြရနေဟန်များပေါ်နေသည်မျိုးလူလင်ကိုကြုံလာသည့်အထိသူ့ဒီမခွာသည်တော်လေကိုရှေရောက်ဟုကျွန်တော်ပြောတော့လေသူဒီငိန်နေခဲ့၏ ။နောက်ဆုံးလိုက်သူဒီကျွန်တော်နဲ့ညီညွတ်ကိုအေးရထားပေါ်ချီအိမ်သာတရဲတွင်ပါသည့်ခေါင်းမုံးမှာအပေါက်ချောင်းကိုဖော်ပြဖွင့်ပြောလေသည်။ဒီကိစ္စမှာသူ့အတန်နဲ့ထပ်သူစောင့်သိရမယ့်အရာဖြစ်ဒီကိုကျွန်တော်လည်းခံစားရသည်။ဒါကြောင့်အဲ့ဒီအိမ်သာပါတဲ့ယထားနဲ့ကြိုက်ပြီးကျွန်တော်နှစ်ရက်မှတပတ်လိုက်တာ။သူကနှုတ်ဝတ်ပြီးအတန်တုံတုံပြပြောနေသည်။အဲ့ဒီအပုတ်က90ဆန့်နဲ့ကျွန်တော်20 ကျွန်တော်သား၃ယောက်ရှိတုန်းကသူတို့က30ချင်းနိုင်လက်နိုင်ပြေးလွှားကောင်းယုံပေါ်ဆရာခုတော့ကျွန်တော်သားကြီးလည်းမရှိတော့ဘူးအဲ့ဒီမှာမင်းညို30တင်းသူဒီစကားပြောနေရင်အတန်များတုံလာသည် သူသားကြီးကိုတတိယလာသည်သူ့နေရာမှာထထွားထသွားသည်အထိကျွန်တော်လည်းသူကိုစကားပြန်မပြောမီညညတင်လဲသူကိုခြေဆုပ်တင်နေသည်ဟုပြန်မပြောလိုက်သူဒီနေရာမှာငြိမ်သက်စွာထွက်ခွာသည်အတန်ကြာသည့်အသည့်ကျွန်တော်တင်ငြိမ်သက်နေမိ၏ ဘဝသူလူသားချင်းအပေါ်၌ထားရမည်ဟုအသိမရှိဘဲသူ့လိုလိုနှလုံးသားမှပောက်ဖွားလာခဲ့သည့်ထိုမေတ္တာတရားမှနှဆိုင်လာသည်ဟုခံစားနေရပြန်သည်